မတင်မတဲ့ပုံစံနဲ့ပါကျုံးစီရော်ကိုစွန့်ကပ်ခဲ့လို့လူပြောများနေရဲ့ဆုံးမြတ်သူဆောင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ရွှေမြလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပုံမှန်အဖြစ်ဆိုရှယ်မီဒီယာခေတ်ကြီးမှာအလူလူပြောလိုက်ရင်အဝေးကြီးကလေးကလှမ်းမြင်ရတယ်မန်းတက်ကြီးတွေတဖြည်းဖြည်းလှမ်းနေရဲ့ကင်မရာမီးရောင်တွေဒါမှမဟုတ်လူအများကြီးခြံရံပြီးတော့ဟိတ်ရန်အပြင်နဲ့လူတန်းနေကြတဲ့ပုံရိပ်တွေမြင်ရတာပါ ဒါပေမဲ့ဒီနေ့ပြောမယ့်အလူရှင်ကတော့အဲ့ဒီအရာတွေအားလုံးနဲ့အဆန့်ကျင်ဘက်ပါပဲအားလုံးချစ်ခင်ရတဲ့နိုင်ငံကျော်မင်းသမီးကြီး Academy ဆိုမြတ်သူစာကောင်းမကြီးဆိုဖြစ်ပါတယ် မာဂျီဆွန်ဆိုတာမြန်မာနိုင်ငံမှာမသိသူမရှိလောက်အောင်မြင်တဲ့ထိတ်တန့်စိတ်ရင်းဝင်မင်းသမီးတယောက်ပါဒါပေမဲ့သူမရဲ့အခုတစ်ခေါက်အလူပုံရိပ်တွေကိုကြည့်လိုက်မယ်ဆိုရင်မင်းသမီးကြီးဆိုမြင့်သူစာကိုမတွေ့ရပါဘူးဗုဒ္ဓဘာသာဝင်အမျိုးသမီးကောင်းတယောက်ကိုပဲမြင်ရမှာပါဘာကြောင့်ဒီလိုပြောရသလဲဆိုရင်သူမဆွန်ကတ်လှူခဲ့တဲ့ပုံစံကအရင်ကိုထူးခြားနေလို့ပါသူမစွန်ခဲခဲတဲ့ဆရာတော်ကြီးကတော့တာမန်ပုဂ္ဂိုလ်မဟုတ်ပါဘူး။ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအနန္ဒမာလာပြီးဝင်သားဆရာတော်ဘုရားကြီးဖြစ်ပါတယ်။ ဆရာတော်ကြီးဆိုတာပိဋကတ်သုံးပုံကျမ်းဂန်တွေကိုနှံ့ဆက်ယုံသားမကခက်ခဲနံနေတဲ့တရားသဘောတွေကိုလူပိန်းနားလည်အောင်ဟောကြားနိုင်တဲ့ရှားပါးပညာရှင် မထေမြတ်ကြီးတပါးပါဆရာတော်ကြီးရဲ့ကျမ်းမာရေးနဲ့တာရဏပြုတာဝန်တွေကြောင့်တာမန်လူတွေအနေနဲ့ဒီလိုမျိုးအနိကက်ဖူးမြော်ခွင့်စွန်းကက်ခွင့်ရဖို့ဆိုတာစူကြီးကြီးပန်ထားမှရနိုင်မယ့်အခွင့်အရေးလို့တောင်ပြောလို့ရပါတယ်ဒီလိုရှားပါးတဲ့အခွင့်အရေးကိုရရှိချိန်မှာမာကြီးဆိုရဲ့ပြုမှုပုံကအလုံးအတွက်အတူယူစရာဖြစ်သွားခဲ့ပါတယ်အများအားဖြင့် ယ်ကြီးတွေအလူလုံးရင်တွေ့ရတတ်တဲ့ဂုံဘကာသနာတွေအဆောင်အယောင်တွေဟိတ်ဟန်တွေကိုမကြီးစိုးစီမှာလုံးဝမတွေ့ရပါဘူး။ သူမဟာအနုပညာရှင်ဆိုတဲ့မာနာကိုအိမ်မှာထားခဲ့ပုံရပါတယ်။ဆရာတော်ကြီးရဲ့ရှေးမောင်မှာအလွန်ရိုးရှင်းတဲ့အဝိအစားပန်းလာတဲ့မိတ်ကပ်ပြီးတော့အိမ်မတန်ယိုသေးကျုံတော်နဲ့ကိုအမှုရာနဲ့ရှိနေခဲ့ရပါ။အထူးခြားဆုံးကတော့စွန်ပွဲပြင်ဆင်ပုံပါပဲ။သူတစ်ပါးလက်ကိုလွှဲမထားပဲကိုရင်ကိုကြအဟင်းခွက်တွေကိုပြင်ဆင်နေ။ဆရာတော်ဘုရားဖုံးပေးမဲ့စွန်ဝိုင်းကိုတေချာစီစဉ်နေ။ဓာတ်ပုံတွေထဲမှာသူမရဲ့မျက်နှာကိုကြည့်လိုက်ရင်ကုသိုလ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပီတိနဲ့အေးချမ်းမှုတွေကိုအထင်သာမြင်နေရပါတယ်။ဒါဟာပတ်စံရှိ င်းနဲ့လုံလို့ရတဲ့အရာမဟုတ်ပါဘူးစစ်မှန်တဲ့တရားတရားနဲ့နှလုံးသားနူးညံ့တိမ်မွေးတဲ့သူတွေမှသာရရှိနိုင်တဲ့အရာအဝါမျိုးပါဒီဖြစ်ပျက်ကကုသိုလ်ပြုတယ်ဆိုတာငါဘလောက်လူနိုင်လဲဆိုတဲ့ပမာဏချက် ငါဘလောက်စိတ်ပါဝင်စားလဲဆိုရဲစေတနာကပိုပြီးအရေးကြီးရဲ့ဆိုတာမြင်သာစေပါရယ်။မာဇီဆိုဟာနိုင်ငံကျော်မင်းသမီးဖြစ်ပေမဲ့တာရဏဝင်တန်းပုဂ္ဂိုလ်ဒုရီရဲ့ရှေ့မှာတာမန်တကောင်မလေးတယောက်နေနေပဲမိမိကိုယ်ကိုနှိမ်ချဆက်ဆံခဲ့ပါရယ်။ဒါဟာဗုဒ္ဓဘာသာဝင်ကြီးအမြတ်တနုတန်ပို့ထားတဲ့နိဝါဒတရားမိမိကိုယ်ကိုနှိမ်ချခြင်းကိုလက်တွေ့ပြသလိုက်တာပါပဲ။ ရိသတ်ကြီးရဲ့ရုပ်ရှင်ကားရီထဲမှာဇက်ကားပေါင်းစုံနဲ့ပရိသတ်ကိုဆွဲဆောင်ခဲ့တဲ့အမကြီးဆိုးဟာအပြင်လောကမှာတော့ဟန်ဆောင်မှုကင်းနဲ့စေတနာရီနဲ့ပရိသတ်ကိုကြည်ညိုစေခဲ့ပါပြီ။ပမောခချုပ်ဆရာတော်ကြီးလိုပုဂ္ဂိုလ်သူကိုမာနာကင်းကင်းရိုးရိုးရှင်းရှင်းနဲ့စွန့်ကပ်လူခဲ့တဲ့ဆွမျက်သူစာရဲ့ဒီကုသူကတကယ့်ကိုမော်မြတ်လာပါတယ်။ပရိသတ်တွေနေနဲ့လည်းမာကြီးဆိုးရဲ့ဒီပုံရည်လေးတွေကိုကြည်ပြီးတော့စိတ်နှလုံးကြည်နူရသလိုမိမိတို့ကိုယ်တိုင်အလှူဒန်းပြုလုပ်တဲ့အခါမှာဒီလိုရိုးရှင်းပြီးတော့စေတနာပါတဲ့ ဲ့ပုံစံလေးတွေကိုအတူယူသင်ပါတယ်လို့တိုက်တွန်းချင်ပါတယ်။ကေဘရိတ်သက်ကြီးတို့ရဲ့မာဂျီဆိုးရဲ့ဒီလိုမျိုးမထင်မှန်ထားတဲ့ရိုးရှင်းအေဂျင့်ရဲ့ကုသိုလ်ပြုမှုအပေါ်မှာဘယ်လိုထင်ပါသလဲရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။